ရွေးကောက်ပွဲပြုလုပ်ဖို့အကြောင်းမျိုးမျိုးကြောင့်ကြံရှိနေတဲ့မြို့နယ်တွေမှာနောင်လာမယ့်အစိုးရအနေနဲ့ဂျားဖြတ်ရွေးကောက်ပွဲကာလမှာဆက်လုပ်သွားဖို့စဉ်းစားထားတယ်လို့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမြောက်လင်ကထုတ်ပြောလာပါတယ်။အောက်တိုဘာ15ရက်နေ့ကနေပြည်တော်မှာကျင်းပခဲ့တဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုခြင်း10နှစ်ပြည့်နှစ်ပတ်လည်ခမ်းနားမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောဆိုခဲ့တာပါ။စစ်ကော်မရှင်အနေနဲ့လာမယ့်ဒီဇင်ဘာ28ရက်နေ့မှာပထမအကြိမ်ရွေးကောက်ပွဲကိုအပြည့်အဝထိန်းချုပ်နိုင်တဲ့102မြို့နယ်မှာကျင်းပဖို့ကြေညာထားပြီးကြံမြို့နယ်တွေကိုတော့နောက်နှစ်စာမိုင်းအတွင်းအပ ိုင်းလိုက်လှုပ်သွားမဲ့သဘောမျိုးပါအဲ့ဒီရွေးကောက်ပွဲတွေကနေအစိုးရတရက်ဖွဲ့စည်းကရွေးကောက်ပွဲမကျင်းပနိုင်တဲ့မြို့နယ်တွေကိုကြားပြတ်ရွေးကောက်ပွဲကာလမှာဆက်လက်လှုပ်ဆောင်မှုပုံစံနှမျိုးနဲ့စီစဉ်ထားပုံရတယ်လို့လေ့လာသူတွေကသုံးသပ်ကြပါတယ်စစ်ကောင်စီကတော့သူရွေးကောက်ပွဲကိုဒီ plan AB နဲ့ကျင်းပပြီးတော့ရသားအစိုးရပေါ်လာတယ်ဆိုတာမျိုးဖြစ်အောင်လုပ်မယ်ပြီးရင်အာတိုင်းသားနေပြည်တော်တချို့မှာသူတို့အပေးယူလုပ်ပြီးတော့ရွေးကောက်ပွဲကျင်းပဖို့ညှိနှိုင်းဆောင်ရွက်ဖို့လုပ်လိမ့်မယ် အဲတစ်ဖက်မှာတော့ဗမာအင်အားစုဖြစ်တဲ့ဒီ PDF တွေနဲ့အညာဘက်ကအင်အားစုတွေကိုတစ်ဖက်ကစီရင်နဲ့အဲအပြီးတဲ့တိုက်ထုတ်ဖို့အတွက်ကြိုးစားမဲ့အစီအစဉ်ရှိရလို့ကျွန်တော်အနေနဲ့တော့ကြိုတင်ပြီးတော့သုံးသပ်မိပါတယ်ဗျာစကောင်းဆောင်ကလည်းရွေးကောက်ပွဲပထမအကြိမ်မှာတရားနှစ်မြို့နယ်ဒုတိယအကြိမ်မှာမြို့နယ်တရားနဲ့ကြံရှိရဲ့မြို့နယ်တွေကိုတတိယအကြိမ်အဖြစ်ဆောင်ရွက်သွားမယ်လို့ပြောပါရီဒါပေမဲ့ဒုတိယအကြိမ်နဲ့တတိယအကြိမ်လုံးမဲ့ရွေးကောက်ပွဲနေ့ရက်အချိန်ကာလကိုတော့ပြောမသွားခဲ့ပါဘူး ဒါအပြင်အကြောင်းအမျိုးမျိုးကြောင့်တချို့နေရာတွေမှာယာနှုန်းပြစ်ရွေးကောက်ပွဲဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ဆိုပါတယ်။အရင်ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲ၃ရက်လုံးမှာလည်းယာနှုန်းပြစ်ကျင်းပနိုင်ခဲ့မှုမရှိခြင်းအပေါ်စစ်ကောင်းဆောင်ကနှိုင်းယှဉ်ပြီးပြောသွားပါတယ်။အာဏာသိမ်းမှုတွင်စစ်ကော်မရှင်ကနိုင်ငံတွင်းမှာရှိတဲ့မြို့ပေါင်း60ကျော်ကိုတိုင်းဒေသနဲ့နိုင်ငံအဖွဲ့အစည်းတွေနဲ့တော်လိုင်းအင်အားစုတွေရဲ့လက်ထက်ဆုံးရှုံးထားတဲ့အတွက်56မြို့နယ်မှာရွေးကောက်ပွဲမကျင်းပနိုင်ဘူးလို့ဝန်ခံထားတာပါ။ တစ်ဖက်မှာတရုတ်ဆိုရရဲ့အာရှရေးရာထုတ်ကိုယ်စားလှယ်တိတ်ရှိခြင်းကလည်းမြန်မာနိုင်ငံရဲ့အထွေထွေရွေးကောက်ပွဲအတွက်ငင်းချမ်းရေးလိုအပ်တယ်လို့ NCA 10နှစ်ပြည့်နှစ်ပတ်လည်အခမ်းအနားမှာပြောသွားခဲ့ပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးအစဉ်အလာကိုလေးစားသလိုပြည်ပအင်အားစုတွေကမြမပြည်ရင်းရေးကိုဝင်ရောက်ဆွဖက်လာတဲ့အခြေအနေကိုလည်းစန့်ကျင်တယ်လို့ဆိုပါတယ်မိမိတို့အနေနဲ့မြန်မာနိုင်ငံရဲ့ချုပ်ချာအနာကိုလေးစားသလိုငင်းချမ်းရေးစုနေပွဲတွေနဲ့အကျိုးတော်ဆောင်အဖြစ်ကြားဝင်ပေးရတဲ့အပြုသဘောဆောင်တဲ့အခမ်းကဏ္ဍကနေဆက်လက်ပါဝင်ဖို့အသင့်ရှိနေတယ်လို့ဆိုပါတယ် ဒါအပြင်စစ်ကော်မရှင်ကလှုပ်ဆောင်နေတဲ့ပြန်လည်တည်မြဲရေးနဲ့နိုင်ငံရေးလုပ်ငန်းစဉ်အပေါ်တရုတ်နိုင်ငံအနေနဲ့ခိုင်ခိုင်မာမာထောက်ခံပြီးမကြခင်ချင်းပါရမဲရွေးကောက်ပွဲအတွက်လိုအပ်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေနည်းပညာကူညီတွေပေးအပ်သွားဖို့အသင့်ရှိတယ်လို့ပြောဆိုခဲ့တာပါ။ကိုမင်းသွေးတစ်ကတော့မြန်မာနိုင်ငံကိုငြင်းချမ်းစေခြင်းရင်ရက်သားတွေကိုဘုံကျဲတက်ဖြတ်နေတဲ့ကိစ္စအပေါ်စစ်ကော်မရှင်ကိုထောက်ခံပေးနေတဲ့နိုင်ငံတွေအရင်ဆုံးရက်တံပေးဖို့လိုတယ်လို့ပြောပါရီ။တလုံးပါဗမာပြည်ငြင်းချမ်းစေခြင်းလေဆိုရင်လက်ရှိရက်သား ဒီရဲ့နေရာတွေကိုဘုံကျဲတက်ဖြတ်နေတဲ့ကိစ္စကိုအရင်ဆုံးရပ်တန့်ဖို့လိုတယ်အဲ့ဒါကသာလင်ဗမာပြည်နိုင်ငံရဲ့အဖြစ်ဖြစ်ပြီးတော့အာရေစစ်ကောင်စီကျင်းပတဲ့ရေကောက်ဝဲဒီဗမာပြည်နိုင်ငံရဲ့အဖြစ်မဟုတ်တလို့ဒီရေကောက်ဝဲပြီးရင်လည်းတိုင်းပြည်ကငြိမ်းချမ်းသာရနေမှာမဟုတ်ဘူးဆိုတဲ့ဥစ္စာကိုတော့နိုင်ငံရေးကထောက်ခံပြီးနေနိုင်ငံနေတည်အောင်လို့တော့ကျွန်တော်စူးစမ်းတင်တယ်လို့ယူဆပါတယ်ဗျ စစ်ကောင်းဆောင်ကတော့မိမိတို့နိုင်ငံအနေနဲ့ပြည်သူတွေကရွေးချယ်ထားတဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်မှာခိုင်ခိုင်မာမာရပ်တည်နိုင်ဖို့လိုအပ်ပြီးတက်မတော်အနေနဲ့ခိုင်ခိုင်မာမာရပ်တည်ဆောင်ရွက်နေရလို့ဆိုပါတယ် ဆလနာရှင်စနစ်ကိုစန့်ကျင်တော်လှန်နေကြသူတွေအင်အားစုတွေကတော့စစ်ကော်မရှင်ဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲဟာစစ်အုပ်စုအာဏာတည်မြဲရေးတာဖြစ်လို့အတူရောင်ဖြစ်သတ်မှတ်ထားကြတာပါ။အဲရွေးကောက်ပွဲမှာစစ်ကောင်းဆောင်ရဲ့အမိန့်ညွှန်ကြားချက်နဲ့အစင့်စင့်သောစစ်ဗိုလ်ရရှိ490နီးပါးဟာငြင်းစားယူပြီးစစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ကျန်းခံရေးပါတီကနေရွေးကောက်ပွဲဝင်ပြိုင်ဖို့ရှိနေပြန်ပါလေ။ဒါကြောင့်မအောင်မြင်တဲ့အာဏာသိမ်းမှုကိုအဆုံးသတ်နိုင်ဖို့စနစ်တကျပြင်ဆင်ထားတဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲလုံအခင်းအကျင်းဟာ ဆင့်ယူနီဖောင်းချော့အပြောင်းလဲတာမြင်တွေ့နိုင်ကြရှိရလို့ BNI မြန်မာ Peace Monitor ကသုံးသပ်ထားပါတယ်